ခုလိုမျိုး attention economy လို့ခေါ်ရဲအောက်ဆူဆိုင်မှုစီးပွားရေးခေတ်ကြီးမှာလူငယ်ကြောင်းတွေနဲ့ပတ်သက်ရှားတာအလောက်ထိမခက်တော့ပါဘူး။နောက်20လောက်ကစပြီးတော့ digital ဘာရအများကြီးအများကြီးလူတွေနဲ့ပို့ပြီးတော့ယင်းနှီးထိတွေ့မှုတွေများလာရဲ့။အားကြောင့်လူတွေလူတွေတိုင်းဟာကျော်ဖုန်းတွေတလုံးကြီးရှိလာပြီးတော့မွေးလာတဲ့ကျော်ဖုန်းကိုနှိရကြည့်နေကြရပဲဖြစ်ပါတယ်။လူတွေများရှိတဲ့နေရာမှာပတ်သက်ရများရှိတဲ့ဆိုတဲ့အခါအတိုင်းကျော်အခုအချိန်မှာအသက်16နှစ်လေးတွေကအစတလာ70သိန်းအထက်ရှာနိုင်တဲ့လူတွေများရှိပါတယ်။သူဘာတွေလုပ်ကြလဲ။ သူတို့ဟာ online ကနေပြီးတော့ digital product တွေရောင်းနေတိချက်တွေရောင်းနေဒီလိုနည်းရည်နဲ့တောက်တစ်ဖက်တက်ပြီးတော့ပတ်စံနဲ့ရှာကြရမှာဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်လူငယ်တယောက်အနေနဲ့ပတ်စံဘယ်လိုရှာလို့ရလဲပထမဆုံးအနေနဲ့ကျွန်တော်တို့ဟာ digital နဲ့ကျွန်တော်ရင်းနှီးရမှာဖြစ်ပါတယ်အဓိကတော့ technology ဖြစ်ပါတယ် social media လို့လို့ပို့အကြောင်းလေးတည်ရမယ် marketing base တည်ရမယ်ကိုကဘယ်လိုရောင်းရမလဲဆိုတော့ကျွန်တော်တည်ရမယ်ကိုကမတည်ဘူးဆိုရင်တော့ youtube တွေမှာတွားရပြီးအများကြီးလာလို့ရတယ်ဒါပေမဲ့ကိုမှာတော့ english basic အခြေခံတော့ရှိလို့လိုပါတယ် အဲ့လေလာလေးလာပြီးတော့ကိုက social media တွေပေါ်မှာ view reset တင်မှုကျွန်တော်ကတော့အကြံပေးချင်ပါသေးဘာဖြစ်လို့ကျွန်တော်က view reset ပြီးတင်ခိုင်းတာလဲဘာဖြစ်လို့တင်ခိုင်းတာလဲဆိုလို့ရှိရင် online ပေါ်မှာကိုယ့်ရဲ့ personal branding တခုတိစောက်စီကြလို့ဖြစ်ပါတယ် personal branding တိစောက်တဲ့သူနဲ့မတိစောက်တဲ့သူမှာအများကြီးကွာခြားမှုရှိပါတယ်လူတွေရဲ့ psychology အရသူတို့ဟာသူတို့ယုံကြည်စိတ်ရှာရတဲ့လူတွေဒီမှာပဲဝေကြရဖြစ်ပါတယ်ကိုက online ပေါ်မှာယုံမျက်နှာပြပြီးတော့ personal branding တခုတိစောက်ထားတဲ့အတွက် ်ပါဇန် branding မတိဆောက်ထားတဲ့သူထက်မိတ်ဆွေရဲ့ product တွေ service တွေကိုဝယ်ကြမှာဖြစ်ပါတယ်။အဲ့ဒါဘာရောရောဖြစ်ပါတယ်။ T-shirt တွေပဲရောင်းမလား agency service ရောင်းမလား digital product တွေပဲရောင်းမလားအဆင်ပြေပါတယ်။ဒီ AI အားလုံးကိုတော့အကြံပေးခေါ်ရမယ်ဆိုရင် digital business လို့ခေါ်တဲ့ online ပေါ်မှာလုပ်နေတဲ့စီးပွားရေးလုပ်ငန်းလေးတွေတယောက်တည်းလုပ်တဲ့လုပ်ငန်းတွေဟာလည်း one percent business တွေပဲဖြစ်ပါတယ်။တစ်နိုင်တစ်ပိုင်းစီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ဒီလိုမျိုး digital business ကြောင့်လည်းမြန်မာနိုင်ငံလူဝင်တော်များဟာသလားတေးတရာကြောင့်ချိုင်းလူတွေရှိရဲ၊ကားတွေဝယ်စီးနိုင်တဲ့လူတွေရှိရဲအဲ့ဒါပြီးတော့ အသက်ဆောင်နေပဲရှိသေးတယ်မိဘကိုပြန်ပြီးထောက်ပံ့ပေးနိုင်လူရှိတယ်ဘာလို့လဲဆိုတော့ online ပေါ်ကအခွင့်အရေးကိုအတုံးချရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီကတော့လူတွေဆွဲဆောင်မှုပြရရကိုလေ့လာဘယ်လိုရအောင်လဲဆိုတာကိုလေ့လာ technology ကိုလေ့လာ online ပေါ်မှာ view တွေဖန်တီးပြီး parse brand တိဆောက်အဲ့ဒါဒီကွယ် brand design video ရအောင်ဒီလိုဆိုရင်တော့ class set လေးချက်ချနိုင်မှုဆိုတာလူငယ်တယောက်နဲ့တိတ်ပြီးတော့မခက်ပါဘူးကျွန်တော်ဘာလို့ဒီလိုပြောရနေတာလဲဘာလို့လဲဆိုတော့ကြော်ကြိုင်လဲဒီလိုနည်းနဲ့နေနေပဲ class set လေးအထက်ရှာရခဲ့လို့ပဲဖြစ်ပါတယ်